လုံခြုံရေးအရာအီရတ်သံရုံးမှာရှိတဲ့ဝန်ထမ်းအများစုကိုယာယီရွှေပြောင်းစေဖို့အမေရိကန်ကစီစဉ်နေတယ်လို့သိရပါတယ်။လုံခြုံရေးစိုးရိမ်ရတဲ့အခြေအနေတွေမြင့်တက်လာနေကြောင်းထောက်နိုင်ရေးသတင်းတွေရရှိထားပြီးတဲ့နောက်တန်ရုံးရဲ့မရှိမဖြစ်ဝန်ထမ်းတွေကလွဲလို့အားလုံးကိုဘေးကင်းရာစီရွှေပြောင်းထားမှာဖြစ်ကြောင်းအမေရိကန်အစိုးရသတင်းမြစ်တွေကပြောပါတယ်။လုံခြုံရေးအနေရရှိတယ်လို့စိုးရိမ်တဲ့အဓိကအကြောင်းရင်းကိုထုတ်မပြောပေမဲ့မကြသေးခင်ကအီရန်နဲ့အမေရိကန်ကြားမှာ နျူကလ িয়ার ထိန်းချုပ်ရေးဆွေးနွေးမှုတွေအခြေအနေမကောင်းတာကြောင့်ဖြစ်နိုင်ကြောင်းခန့်မှန်းမှုတွေလည်းရှိနေပါတယ်။အီရတ်ဟာအမေရိကန်ရောအီရန်နဲ့ပါကောင်းမွန်တဲ့ဆက်ဆံရေးမျိုးထိန်းသိမ်းထားဖို့ကြိုးစားနေပြီးအီရတ်နိုင်ငံပိုင်နက်ထဲမှာလည်းအီရန်ဩဇာခံလက်နက်ကိုင်တပ်တွေအခြေစိုက်လှုပ်ရှားနေကြပါတယ်။အမေရိကန်ရဲ့နိုင်ငံတကာတန်ယုံတွေမှာထားရှိတဲ့ဝန်ထမ်းအင်အားနဲ့တခြားအခြေအနေတွေကိုအချိန်ပြည့်ဆန်းစစ်နေကြောင်းလက်ရှိမှာတော့အီရတ်မှာရှိနေတဲ့အမေရိကန်ရဲ့တန်တမာရေးလှုပ်ရှားမှုတွေကိုအတိုင်းအတာတစ်ခုထိရှော့ချထားဖို့ဆုံးဖြတ်ခဲ့ကြောင်း အမေရိကန်နိုင်ငံသား၏ဝန်ကြီးဌာနအရာရှိတဦးကဆိုပါတယ်ဂျော်လာ၁၇ရက်နေ့တုန်းကပေါ့ကတ်တစ်ခုမှာတော့အမေရိကန်သမ္မတထရန့်ဟာသူဟာအီရန်နဲ့သဘောတူညီမှုတစ်ခုရရှိနိုင်ဖို့ဆိုတဲ့မျှော်လင့်ချက်ရော့တထက်ရော့လာနေတယ်လို့အမှတ်ချက်ပေးသွားပါတယ်အမေရိကန်ကအီရန်ကိုနျူကလ িয়ার ဘုံးတွေထုတ်လုပ်နိုင်တဲ့ယူရေနီယံတန်းစင်မှုကိုလုံးဝအုပ်တုံရပ်တန့်စေလိုပြီးအပြန်လန်အနေနဲ့အီရန်ပေါ်စီးပွားရေးပိတ်ဆို့မှုတွေဖြေလျှော့ပေးမယ်လို့အဆိုပြုထားပါတယ်အီရန်ဘက်ကတော့အဲ့ဒီအဆိုကိုလက်မခံလိုပါဘူး ဒေတော့တွင်အီရန်ကာကွယ်ရေးဝန်ကြီးအဇစ် နာဇာဒါဇာကတကယ်လို့ဆွေးနွေးပွဲသာပြတ်ပြတ်သွားခဲ့မယ်ဆိုရင်အီရန်ဟာအရှိအလေပိုင်းဒေတာတွင်မှရှိနေတဲ့အမေရိကန်စစ်စခန်းတွေကိုလက်တော့ပြန်တိုက်ခိုက်သွားမယ်လို့ချင်းချောက်ထားပါတယ်။တခြားသတင်းတွေအရအမေရိကန်ကာကွယ်ရေးဝန်ကြီးပီဟာဆာဟာကူဝိတ်နဲ့ဘာရိန်းတို့အပါအဝင်အရှိအလေပိုင်းဒေတာတွေမှာဖြန့်ကျက်ထားတဲ့အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့မိသားစုတွေကိုဆန္ဒအလျောက်နေရပြန်ဖို့ခွင့်ပြုပြီးစီစဉ်ပေးနေတယ်လို့သိရပါတယ်။ လွတ်တော်စီအစီရင်ခံမှုတစ်ခုမှာတော့ဟာဆတ်ကအီရန်ဟာနျူကလ িয়ার လက်နက်လိုတစ်ခုကိုကိုဖန်နှီးဖို့ဒီဇိုင်းမမတ်ဦးတည်နေကြောင်းညွန်ပြနေတဲ့အချက်လက်တော်တော်များများရှိနေတယ်လို့ပြောကြားသွားပါတယ်။ဒီအတောအတွင်းပြည်ထောင်ရဲ့ရေကြောင်းကုန်သွယ်ရေးလုပ်ငန်းများအဖွဲ့ကလည်းအရှိလက်ပိုင်းဒေသမှာဖြစ်ပေါ်လာမဲ့တင်းမာမှုတွေကြောင့်ဒေသအတွင်းကုန်သွယ်ရေကြောင်းသွားလာမှုတွေပေါ်တိုက်ရောက်ထိခိုက်လာနိုင်တယ်လို့သတိပေးထားပါတယ်။အီရတ်တန်ယုံကိုအမေရိကန်ကရွှေ့ပြောင်းနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ပြီးချိန်ကတည်းက ရေနံစေးဟာ400ဂိုင်တုံတက်လာခဲ့လို့လဲဆိုပါတယ်။အီရန်နိုင်ငံမှာအခြေစိုက်ဖြန့်ကျက်ထားတဲ့အမေရိကန်စစ်တီအရေအတွက်2500လောက်ရှိတယ်လို့ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ထားတဲ့စာရင်းတွေအရသိရပါတယ်ရှင်။